လုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလဲဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာခရစ်ပူဇေကွက်ပြောင်းလဲဇေကွက်တဲ့ channel တွေနဲ့လက်ရှိဇေကွက်ပေါ်မှာခရစ်ပူဝယ်ထား channel မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲဇေကွက် direction တွေကဘယ်လိုရှိနေလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ချက်နားလည်မယ်ပေါ့လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့33000ဒါ32000ပေါ့နော်ဒီကြားထဲမှာရှိနေတာကျွန်တော်တွေ့ရမှာဖြစ်တဲ့တခြား ETH, SHRP, Solana, Doge, TRX, Avax အာဒါ coin တော်တော်များများပေါ့နော်ဒါ downside မှာပြန်ရှိလာတာကျွန်တော်တွေ့ရမှာဖြစ်တဲ့ ဒါတချို့ coin တွေကတော့နည်းနည်းလေး strongly downside မှာရှိလာသလိုတချို့ coin တွေကတော့နည်းနည်းလေးဒါအရင် downside ကျန်းနေနေထားမှာတော့မရှိဘူးပေါ့ဆိုတော့ပြောမယ်ဆိုရင်တော့ zero ထဲမှာ volume နည်းတဲ့အတွက်ကြောင့်မလို့လဲဒါအာ coin တော်တော်များများတချို့ကလည်းနည်းနည်း downside မှာရောက်လိုက်တချို့ကလည်းနည်းနည်းလေးဒါအရင် downside မှာမဟုတ်ဘဲနဲ့ဒီလိုရှိနေတဲ့အနေအထားကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်တို့ဒီ point တွေ target တွေကဘယ်လိုဖြစ်မလဲပေါ့ဆိုတော့ဒါကျွန်တော်ဒါ BTC ရဲ့ power chart ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့ဒါလက်ရှိကျွန်တော် BTC ရဲ့ power chart ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော် diabetes ရတသိန်း9000ဆိုတော့ကျွန်တော်ရဒါ target ကိုတစ်ချက်လောက်ထိပြီးတော့မှဒါပြန်ပြီးတော့ downside မှာရောက်လာတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့ BTC နည်းနည်းလေး downside မှာရောက်လာတာနဲ့အတူတူတခြား coin တော်တော်များများလည်းကျွန်တော်ဒီပုံစံတိုင်းပဲပေါ့နော်နည်းနည်းလေး downside မှာရှိလာတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ပေါ့ဆိုတော့ဒါ BTC ကိုအရင်ကတည်းကပေါ့နော်ကျွန်တော်ဒီတသိန်း1တသိန်းရနေပြီးတော့တသိန်း3000ပေါ့ဒီဝင်ချင်မှန်ကြည့်ထားလို့ရတယ်ဆိုပြီးတော့ပြောခဲ့တာရှိရပေါ့နော်အဲ့ဒီချိန်မှန်ကြည့်ထားတဲ့သူတွေအနေနဲ့ဆိုရင်တော့တသိန်း9000ဆိုတော့ကျွန်တော် target ကိုလည်း ဒါ chip လုတ်ပြီးသွားပြီပေါ့နော်ဆိုတော့လက်ရှိဆိုရင် profit ထဲမှာရှိမှာပေါ့ဆိုတော့ဆက်ပြီးတော့လဲကျွန်တော်ရဲ့ဒါ BTC ရဲ့ NTO ပြောရမယ်ဆိုရင်တော့ဒါတသိန်းရနေပြီးတော့ဒါတသိန်း3000ဝန်းကျင်ပေါ့နော်ဒီကြားထဲမှာကျွန်တော်ဒါ percentage small မှာတင် low leverage long back ကိုယူထားလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော် target တွေကတော့တသိန်း9000တသိန်း8000ဖြစ်မယ်အဲ့ကနေဟိုဘက်ကိုတော့ကျွန်တော်ဒါတသိန်း1000တသိန်း2000ပေါ့နော်ဒီလိုနဲ့ဒီ bull market တွေပဲ command ထားကြတယ် target တွေဖြစ်မှာပေါ့ဆိုတော့တစ်ချက်တော့ဒါ4 hour chart ကိုပို့ပြီးတော့ဒါရှင်းရှင်းလေးဖြောင်းနားလည်အောင်ပေါ့ အရင်တော့ကျွန်တော်တို့ဒါကိုတောင်းအောက်ရှိခဲ့တော့မှာပေါ့နော်ကျွန်တော်ပြောခဲ့တာရှိရပေါ့ကျွန်တော်ဒီကိုတောင်းကနေပြီးတော့ကိုတောင်းနဲ့ထောင်ဆိုတာကျွန်တော်ရဲ့ resistance ဖြစ်တယ်အဲကိုတောင်းကနေကိုတောင်းနဲ့ထောင်ကိုကျွန်တော်ဒါ cross လုပ်မယ်ဆိုရင်တော့ british ကကောင်းကောင်းမွန်အထက်ဘက်ကို move ဖြစ်မယ်လို့ကျွန်တော်ပြောခဲ့တာရှိရပေါ့နော်ဆိုတော့ကျွန်တော်ဒါကိုတောင်းကနေပြီးတော့ကိုတောင်းနဲ့ထောင်ကိုကျွန်တော် cross လုပ်ခဲ့တယ် cross လုပ်ပြီးတော့မှအထက်ကိုကောင်းကောင်းမွန်တသိန်းအထက်ကိုကျွန်တော် move ဖြစ်ခဲ့တယ်ပေါ့နော်အခုလက်ရှိဒီမှာလည်းကျွန်တော်ပြောနေတာရှိရပေါ့တသိန်း9000ကနေပြီးတော့တသိန်း8000ဆိုတာကျွန်တော်ရဲ့ resistance ဖြစ်တယ် အရင်ရှိရင်သက်ကျွန်တော်တို့ဒါ register တော့ဒါ9000ကနေပြီးတော့9200ဆိုတော့လက်ရှိအချိန်မှာကျွန်တော်ရဲ့ support line တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ register နဲ့ support ရဲ့ဂျားထဲမှာရှိနေတာဖြစ်တယ်ပေါ့နော်ဒါ BTC ကောင်းကောင်းမွန်မွန်ကျွန်တော်ရှေ့ဘက်ကို move ဖြစ်ဖို့ဆိုရင်ဒါ3000 3800ပေါ့ပြောမှဆိုရင်ကျွန်တော်ရဲ့ register အထက်မှာတွားပြီးတော့ hold ဖြစ်ရမှာပေါ့နော် BTC က3000 3800အထက်မှာရှိမှကျွန်တော်ဟိုဘက်ကိုဒီ bull market အတွက် comment ထားကြတယ် target ကိုပြန်ပြီးတော့ဒါတစ်ဖြည်းဖြည်းနဲ့တွားလို့ရတယ်ပေါ့ဆိုတော့လက်ရှိကတော့ဒါ ကြောက်မယ်ဆိုရင်ကျွန်တော်တို့ candle ကလည်း200 EMA အထက်မှာရှိတယ်လက်ရှိဒါ market ရဲ့ pattern ကလည်းကျွန်တော်တို့ဒါ bull pattern ဖြစ်တယ်ပေါ့နော်ဆိုတော့ဇေကွက်ကတော့လက်ရှိကြည့်ရလဲကျွန်တော်တို့ဒါ uptrend မှာပဲရှိနေတုန်းပေါ့ဒါတော့ကျွန်တော်တို့ဒါ BTC ရဲ့ပေါ်ပါ chart ရအောင်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒါ BTC ရဲ့ daily ကိုတစ်ချက်လောက်နားလည်အောင်ပေါ့ daily ကကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့အရင်တော့ကျွန်တော်တို့ဒါ down side မှာရှိတော့ဆိုရင် lower low lower high pattern တွေတွေ့ကြရတယ်လက်ရှိကျွန်တော် uptrend မှာတော့ဒါ high 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 low pattern တွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော် ဆိုတော့ဒါဟာရဟဟာလူပဋ္ဌာန်တွေကိုတွေ့ရတာနဲ့အတူကျွန်တော်ဟာလူမှာကျွန်တော်ဘိုင်းဖြစ်မယ်ပေါ့နော်ကျွန်တော်ခုနပြောထားတဲ့တတင်းရနေပြီးတော့တသိန်း3000ဆိုတာကျွန်တော်ရဲ့ဟာလူပဋ္ဌာန်ဖြစ်မယ်ပေါ့အဲ့ဒီမှာကျွန်တော်ဒါ small margin low leverage long back ကို NTU မှာပြင်တော့ higher height ပေါ့နော်ကျွန်တော်ဒါတသိန်း9000တသိန်း8000ပေါ့အဲ့ဒီမှာကျွန်တော်ရဲ့ target ဖြစ်မယ်ပေါ့ဆိုတော့ BTC ကလက်ရှိကျွန်တော်ဒါ daily အကြည့်မယ်ဆိုရင်လည်းသူက200 EM ရဲ့အထက်မှာရှိရဲကျွန်တော် candle ကပြင်ဒါပဋ္ဌာန်ကလည်းကျွန်တော် bullish pattern ပဲရှိရဲပေါ့နော်ဆိုတော့ဒီမှာ ဒီကွက်ကနည်းနည်းလေး down side မှာရောက်ခဲ့မှာဆိုရင်တော့မှဒါကျွန်တော်အရင်ဆိုရင်ကြာအချိန်လေးတခုမှမရှိဘူးပေါ့နော်။ဘာကြောင့်လဲဆိုဒီကွက်က attend နဲ့မှာပဲရှိနေတယ်။ပြီးရင်ကျွန်တော်ရတဲ့ spot line ရဲ့အထက်မှာပဲရှိနေတယ်ပေါ့နော်။ဒါ DC လို့မဲ့သူတွေအနေနဲ့ပေါ့နော်။ဒါ DC လို့မဲ့ second line DU မဲ့ဆိုရင်ကြတော့ကျွန်တော်ဒါ support line ဖြစ်တဲ့9000ကနေပြီးတော့9000နဲ့ထောင်ပေါ့နော်။အဲ့ဒီအောက်ကိုရောက်မှာပဲကျွန်တော်ဒါ second line DC ရဲ့အနေနဲ့ကျွန်တော်ယူလို့ရတယ်ပေါ့နော်။လက်ရှိကျွန်တော်ဒီကြားထဲမှာရှိနေသေးတော့ဒါ9000နဲ့ထောင်အထက်မှာရှိနေသေးတော့ဒီချိန်မှာ DC လို့ရင်လည်း ဘာမှထွေထွေတူတူအရင်ထူချမဲ့အနေထားတစ်ခုကျွန်တော်တွေ့ရမှာမဟုတ်ဘူးပေါ့ဆိုတော့ဒါလည်းကျွန်တော်ဒါ daily ရလည်းကျွန်တော်ဒီ update မှာပဲရှိနေတယ်ပေါ့နော်ဒီကွက်ကတော့ဆိုတော့ပို့ပြီးတော့ကျွန်တော်ဒါရေရှည်အတွက်ကိုနားလည်လို့ရအောင်ပေါ့နော် weekly chart ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့ကျွန်တော်ဒါ BTC ရဲ့ weekly chart ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင် weekly ကကျွန်တော်အရင်ကတည်းကဒါ update မှာရှိလာခဲ့တာပေါ့နော်အာဆိုတော့ update မှာရှိနေသေးတော့ကျွန်တော်ဒါ high 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 loop pattern တွေပဲတွေ့ရမှာဖြစ်တယ်အရင် high high တုန်းကလည်းကျွန်တော်ကတစ်သိန်းအထက်ကိုကောင်းကောင်းမှုဖြစ်ခဲ့တယ်ပြီးရင်ကျွန်တော်ဒါ ။ onsite မှာနည်းနည်းလေးပြန်ပြီးတော့ရောက်လာတဲ့ချိန်တုန်းကဆိုရင်ဒါ9000 5000အောက်ကိုနည်းနည်းရောက်ပြီးတော့မှပြန်ပြီးတော့ဒါ strong recovery တစ်ခုအနေနဲ့ကျွန်တော်တွေ့ခဲ့ရတာ။ diabetes ကပြန်ပြီးတော့တတင်းရထက်မှရှိနေတယ်ပေါ့နော်။ဆိုတော့ဆက်ပြီးတော့လဲကျွန်တော်ကဈေးကွက်မှာပြန်ပြီးတော့ဒါ recovery ဖြစ်ဖို့ပဲအလားအလာပုံများတယ်ပေါ့။ဒါမှမဟုတ်ကျွန်တော်ဒါ register ကိုတစ်ချက်ထိပြီးတော့မှဒါပြန်ပြီးတော့ downside ကိုနည်းနည်းရောက်လာတဲ့အတွက်ကြောင့်မလို့ဒါ downside ကတော့နည်းနည်းလေးချိလာနိုင်တယ်ဒါမှမဟုတ်လဲကျွန်တော်ဒါအချိန်နဲ့စန့်ချနိုင်တယ်ပေါ့နော်အချိန်တစ်ခုလိုနိုင်တယ်ပေါ့ပြန်ပြီးတော့ကျွန်တော်ဒါဈေးကွက်က ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ဆိုရင်ဆိုတော့ခဏဗီဒီယိုမှာတော့ဒါပြောရမယ်ဆိုရင်ဒါ daily ရရောကျွန်တော် weekly ရရောဒါကျွန်တော် core hour ရရောဈေးကွက်ကတော့ planet မှာရှိတယ်အဲ့ထဲမှာကျွန်တော်ဒါ anti point တွေ target တွေပြီးရင်တော့ကျွန်တော်အတွက်ဒီ save point တွေလည်းဒါကျွန်တော်အမြင်ကဒါကျွန်တော်တွေးသမျှတော့ကျွန်တော်ပြောပြပြီးလို့ထင်တယ်ပေါ့နော်ဆိုတော့ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်